ပရဟိတလူငယ်လေးကသူ့ရဲ့အသက် तू မသိချင်းပါဘူးသူ့ရဲ့အသက်ကို तू ပန္နလာလာမထားဘဲနဲ့ဒီအထက်တက်ပြိုပြက်နေတဲ့အဆောက်အဦထဲမှာကျမကိုကေပါကေပါဆိုတဲ့အတန်လေးတစ်ခုကြားယုံနေဘယ်နေရာမှမသိတဲ့နေရာကို तू ဟာပေါက်စိတ်လေးတက်လက်နဲ့တူးပြောပေါ့နော်အန်နဝင်းတရက်လက်လက်လက်နဲ့ तू တူးဆွနေတာကိုကျမမြင်ခဲ့ရတယ်ပေါ့နော်ရရလက်နဲ့တိုက်ပွဲဝင်နေရတယ်ကျမတို့ရဲ့ပရဟိတလူငယ်တွေကိုကိုယူစေခြင်းနဲ့အားပေးစေခြင်းနဲ့ အဲ့ဒါတွေမြင်ရတော့ကျမအယမ်းစိတ်ထိခိုက်တယ်တခြားနိုင်ငံရောက်လာတဲ့ခင်မိတဲ့လက်နက်တွေခင်မိတဲ့စိတ်ရန်တရားတွေနဲ့ ကူညီလိုက်တဲ့အခါကျတော့လူအသက်ပေါင်းများစွာကိုဖြည့်ရှင်းပေးနိုင်တယ်။သူတို့ရောမဖြည့်ရှင်းကြဘူးလား။ဖြည့်ရှင်းကြတာပေါ့နော်။အပြစ်တွေတင်နေမဲ့အစားလက်တွဲပြီးတော့အချင်းချင်းချိတ်ဆက်ပြီးတော့ဒါတယောက်တစ်လက်နဲ့ကူညီကြမယ်ဆိုလို့ရှိရင်ဘယ်အရာမှမတွန့်လှန်နိုင်ဘူးဆိုတာမရှိပါဘူး။ဒါကြောင့်အားလုံးတော့ပေါ့နော်ဒီပရဟိတလူငယ်လေးတွေကိုလည်းအားပေးကြပါ၊ချစ်မြှင့်ပေးကြပါ၊ဂုဏ်ပြုပေးကြပါလို့ကျွန်မယင်တဲ့ကနေပြီးတော့လိုက်လိုက်လဲလဲတောင်းဆိုပါတယ်ရှင်။ ကျမပထမအဦးဆုံးဖော်ပြခံရတဲ့စာမူကတော့မြန်ကုန်းမြို့နယ်စာပေစာရေးဆရာအဖွဲ့ကနေပြီးတော့ထုတ်ဝေတဲ့ဘရင်အောင်မကယ်စင်းမှာကျမနဲ့မွေးရစေဝါဆိုတာစာအုပ်ကိုကျမထုတ်ဝေခြင်းခံရပါတယ်ဆရာမွေးရစေကျမနဲ့မွေးရစေဝါဆိုတဲ့အကြောင်းအရာကကျမတို့ရဲ့နိုင်ငံမှာကလေးတွေอ่ะပေါ့နော်ဟိုမွေးရစေဝါကိုအရွယ်မတိုင်ခင်နဲ့ရနေပြီးတော့ဆက်လီကနေပြီးတော့အစာသုံးဆွဲကြတယ်အထက်တန်းចောင်းသားကို ထက်သန်းပညာရရောက်လာပြီဆိုလို့ရှိရင်ကလေးတွေရဲ့ဟိုစိတ်ထဲမှာကငါဟာလူကြီးဖြစ်ပြီဆိုတဲ့စိတ်နဲ့သူကလက်တက်ဆန်းညင်ညာတယ်။အဲ့တော့သူတို့ရဲ့ရည်မှန်းချက်သူတို့ရဲ့အနာဂတ်တရားဒီလိုဆက်လက်တောက်ချင်ရနေပြီးတော့ကော်ရှူတာလို့စေးချတာလို့အဲ့ဒီလိုမျိုးအလုပ်တွေကိုလှုပ်လာခဲ့ကြတော့ကျမတို့ကတွေ့ရတဲ့အခါကျတော့ကျမတို့ရဲ့တိုင်းပြည်ရဲ့အနာဂတ်ကလေးတွေလည်းနင့်နာဆုံးရှုံးသလိုကျမတို့ရဲ့မိသားစုတွေမှာလည်းမိဘတွေရဲ့မျှော်လင့်ချက်တွေကိုလည်းရိုက်ချိုးခံရသလိုလည်းဖြစ်တယ်။သူတို့ရဲ့လက်ရှိဘဝသူတို့ရဲ့အနာဂတ်ကိုလည်းသူတို့ဖျက်ဆီးသလိုဖြစ်သည့် ြစ်တာကြောင့်မို့လို့ကျမတို့ကဒီမူရစေဝါဆိုတဲ့အကြောင်းညာမူရစေဝါလူဆိုချိုးပေးတယ်မကောင်းပါဘူးဆိုတဲ့အကြောင်းညာတွေကိုကျမတို့ကကျောင်းတွေမှာနှစ်စဉ်နှစ်တိုင်းဟောပြောပွဲတွေကျင်းပပေးတယ်ကျမတို့ကပညာပေးဆောင်မတွေလုပ်ပေးတယ်ဟိုစာစီစာကုန်းပြိုင်ပွဲတွေလုပ်ပေးတယ်စုပေးပွဲခန်းနာတွေနဲ့ကျမတို့ကကလေးတွေရဲ့အနာဂတ်ကိုကောင်းဖို့အတွက်ကိုကျမတို့ကဒီစာကိုရည်ညွှန်းပြီးရေးခဲ့ရခြင်းဖြစ်ပါတယ်ဆရာဟုတ်ကဲ့အဲ့ခုဟိုကျမရေးတဲ့စာရေးတဲ့မှာမိဘနဲ့သားသမီးပေါ့မိဘဟိုဒီလိုမျိုးဟို အနာဂတ်ကိုဟိုနေပေါ့နော်ဒီကလေးတွေရဲ့အနာဂတ်ကိုကောင်းဖို့အတွက်ကိုလည်းကျွန်မရေးသားထားသလိုရှိသလိုမျိုးပဲကျွန်မရဲ့ကိုတွေ့ဖြစ်ရတဲ့ပေါ့မိဘနဲ့သားသမီးကြားမှာဖြစ်ခဲ့ရတဲ့ဇလန်းလေးတွေမိဘကသားသမီးပေါ်မှာထားတဲ့မေတ္တာသားသမီးကမိဘပေါ်မှာထားတဲ့မေတ္တာတွေကိုလည်းမေတ္တာနဲ့ပတ်သက်လို့လည်းကျွန်မဒါတွေကိုလည်းရေးရေးနေပါတယ်ဆရာ။ ready for takeoff. မလို့နိုင်ငံမှာအခုပေါ့နော်ငလင်ဒီဘေးမှမဟုတ်ပါဘူးဟိုပေါ့ဒီ ရေဘေးဆိုလို့ရှိရင်လည်းတဘာဝဘေးအန်တရယ်နဲ့ပတ်သက်တဲ့ဘေးအန်တရယ်မှန်တယ်မြတ်ကမ္ဘာနိုင်ငံအသီးသီးတွေကဒီလောက်ကြီးမခံစားရဘူးကျမတို့မြန်မာနိုင်ငံကလူတွေကအများဆုံးခံစားရတာကိုကျမတို့မြင်ရတဲ့အတွက်ကြောင့်မလို့စိတ်လည်းမကောင်းဘူးဝမ်းလည်းနေပါတယ်ဆရာဘာဖြစ်လို့လဲဆိုတာလေးကိုကျမတွေးကြည့်လိုက်တဲ့အခါကျတော့ဘောနော်ငါမဖြစ်ဘူး ်သူကတော့ဖြစ်နေတယ်ငါကတော့မဖြစ်ဘူးငါနေနိုင်တာပဲငါနေသားတာပဲဆိုတဲ့စိတ်မျိုးကျမမလုံးဝမရှိပါဘူးသူ့နေရာမှာငါသားလျှင်ဆိုရင်ငါဘယ်လိုယုံထွက်နိုင်ပါမလဲငါဘယ်လိုခံစားပါမလဲဆိုတဲ့အတွေးတွေကျမခံစားရတယ်သူတို့ကလည်းကျမတို့လိုပဲတတ်တောင်တတ်တာနဲ့အခုလိုမျိုးနေထိုင်ဇီချင်တဲ့စိတ်ကျမမှာရှိတယ်ဆုံရှုံသွားတဲ့သူတွေထဲမှာဆိုလို့ရှိရင်လည်းယဟန်တန်ခါတွေအများကြီးပါတယ်ကျမတို့နိုင်ငံမှာယဟန်တဘာမပြောနဲ့ကိုရင်တဘာဝတ်ဖို့တော့မဟုတ်နော်အရင်ခက်ခဲနေတဲ့ အချိန်မှာပေါ့နော်ဒီလိုမျိုးယဟန်ကိုရင်လေးတွေကနေပြီးတော့ယဟန်တန်ဃာတော်တွေဖြစ်မယ်တန်ဃာတော်ကဦးစင်းတွေကနေပြီးတော့ဆရာတော်ကြီးတွေဖြစ်မယ်သူတို့မှာရှိတဲ့အသိပညာအတတ်ပညာတွေကကျမတို့ရဲ့ဖခင်ရဲ့သားတော်ကြီးဆိုလဲမမှားဘူးဒီလိုမျိုးဦးစင်းတွေအများကြီးဆုံရှုံသွားတဲ့အတွက်လဲကျမအယံမဲ့ဝင်းနေတယ်ခြေကိုရပါတယ်ဆရာဒီအဆောက်အဦတွေပြိုပြိုပြတ်သွားတဲ့အနေထားအပေါ်မှာကျမသုံးသက်ခဲ့ရတဲ့လောက်ပေါ့နော် ကျမဝမ်းနေရတဲ့လောက်ကတော့အဆောက်အဦတစ်ခုဆိုတာက ပိုင်ရှင်နဲ့မဆိုင်နေမဲ့ပိုင်ရှင်နဲ့မဆိုင်ဆောက်တဲ့သူနဲ့ဆိုင်နေပေါ့နော်ဆောက်လိုက်တဲ့သူတယောက်ကပေါ့နော်ဒီလိုပေါ့ဟိုအဟိုအင်ဂျင်နီယာတွေပဲဖြစ်ဖြစ်အတတ်ပညာရှင် အသိပညာရှင်တွေပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ရဲ့နိုင်ငံမှာဟို ထိုက်တဲ့အားလျော်စာဝင်ငွေတွေကိုရထားပြီးပြီဆိုရင်အဲ့ဒီထိုက်တဲ့အားလျော်စာရတဲ့ဝင်ငွေထက်ပိုတဲ့စေတနာမေတ္တာလေးတွေဒါထည့်ပြီးတော့စောက်ကြပေးမယ်ပြီးစောက်ပေးမယ်ဆိုလို့ရှိရင်တော့ကျမတို့နေထိုင်တဲ့ပြည်သူပြည်သားတွေအတွက်ပေါ့နော်တိတ်ကိုဟိုအန်တဲ့အသက်အန်ရလေလုံးချုံပဲတိတ်ကိုလည်းတန်ဖိုးမဖြတ်နိုင်တဲ့ပေါ့နော်ဒီအရာကိုလည်းရရှိမှာပါဘာဖြစ်လို့လဲဆိုတော့ကျမတို့နိုင်ငံတွေမှာမကဘူးကြံတဲ့ကပအသီးသီးတွေမှာလည်းဒီလိုမျိုး ဘေးအန္တရာယ်တွေကြုံကြရတယ်ဒါပေမဲ့သူတို့စီမှာနည်းနည်းပဲဖြစ်တယ်ကျွန်မတို့စီမှာဘာလို့များများဖြစ်တယ်လဲဆိုရင်ကျွန်မတို့နိုင်ငံကဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့လို့မဖွံ့ဖြိုးတဲ့နိုင်ငံကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျွန်မတို့နိုင်ငံမှာဘလောက်ပဲဒီပညာတွေကိုဘလောက်ပဲတတ်ထားအခုဆိုအင်ဂျင်နီယာတွေရှိတယ်နော်နောက်ပြီးတော့လမ်းသရတွေနဲ့ပတ်သက်တဲ့သူတွေရှိတယ်ကရိမောင်းနိုင်တဲ့သူတွေရှိတယ်ကရိစကြီးတွေလည်းရှိတယ်ဒီအဆောက်အဦတွေပြိုပြတ်သွားတဲ့အချိန်မှာဟိုပေါ့နော်ကျွန်မရဲ့အခုလက်တွေ့မြင်ရတဲ့အမြင်မှာတော့ပေါ့နော်လူတစ်ယောက်က တရာဟိတလူငယ်လေးကသူ့ရဲ့အသက် तू မသိချင်းပါဘူးသူ့ရဲ့အသက်ကို तू ပတ်သနာလာမထားဘဲနဲ့ဒီအထက်တက်ပြိုပြက်နေတဲ့အဆောက်အဦထဲမှာကျမကိုကေပါကေပါဆိုတဲ့အတန်လေးတစ်ခုကြားယုံနေဘယ်နေရာမှမသိတဲ့နေရာကို तू ဟာပေါက်စိတ်လေးတက်လက်နဲ့တူးပြောဘောနော်တန်နေဝင်တရက်လက်တက်လက်နဲ့ तू တူးဆွားနေတာကိုကျမမြင်ခဲ့ရတယ်ဘောနော်အဲ့ဒါကိုဝိုင်းပြီးတော့ကြံတဲ့သူတွေ ဘာမှမဖြစ်တဲ့သူတွေပဲဖြစ်ဖြစ်ဖြစ်နေတဲ့သူတွေပဲဖြစ်ဖြစ်ကိန်းနိုင်နေတဲ့သူတွေပဲဖြစ်ဖြစ်ရရလဲနေနေတိုက်ပွဲဝင်နေရတဲ့ကျမတို့ရဲ့ပရဟိတလူငယ်တွေကိုကိုယူစေခြင်းနဲ့အားပေးစေခြင်းနဲ့အဲ့ဒါတွေမြင်ရတော့ကျမအယံစိတ်ထိခိုက်တယ်တခြားနိုင်ငံရောက်လာတဲ့ခင်မိတဲ့လက်နက်တွေခင်မိတဲ့စိတ်ရန်တွေရတွေနဲ့ကူညီလိုက်တဲ့အခါကျတော့လူအသက်ပေါင်းများစွာကိုဖြည့်ရှင်းပေးနိုင်တယ်သူတို့ရောမဖြည့်ရှင်းကြဘူးလားဖြည့်ရှင်းကြတာပေါ့နော်အဲ့ဒီလိုအခြေအနေမျိုးမှာကျမတို့ရဲ့ပရဟိတမြန်မာလူငယ်တွေရော ဘလောက်ပဲတက်တက်ဘာတွေပဲရှိရှိဘာတွေပဲသူတို့ရင်ထဲမှာဘလို့စိတ်တွေပဲရှိရှိသူတို့မကယ်နိုင်ဘူးအဲ့ဒါကိုမြင်ရတော့တော့ကျွန်မအရင်ပဲဝမ်းထဲကြွေခွဲတယ်အဲ့ဒီလူတွေကိုလည်းကျွန်မမဖြစ်စေချင်ဘူးတခြားနိုင်ငံကလူတွေကိုလည်းအတူကိုးစေချင်တယ်တက်ဆိုင်ရနေရာဒီဒီမှာတောင်းဝင်ယူနေကြတဲ့သူတွေရောပါဟိတလူငယ်တွေရောဒါကိုစံပြထားတဲ့ဒီတစ်ခါမှလည်းဖြစ်တာမဟုတ်ဘူးအလီလီ မတို့နိုင်ငံမှာဘေးရန်တွေအမျိုးမျိုးရေပေးဆိုလဲရေပေးဒါတွေကိုအလီလီကြုံမှတယ်မိုးရေရောက်လာပြီဆိုရင်ရေပေးတွေကိုရင်ဆိုင်ရမယ်အဲ့ဒီခါကျလို့ရှိရင်ရေဘေးကိုရင်ဆိုင်ရတော့မယ်ဆိုတဲ့လူတွေဟာငါတို့ကကန္နာတစ်ပင်နာမှာနေကြတာဒီလိုနေရာတွေကနေပြီးတော့တဏျောင်ရွှေ့ပြောင်းရမယ်ကျမဆိုလို့ရှိရင်နာကစ်တော်ဆိုလို့ရှိရင်ကျမတာပေါင်းမျိုးနယ်ကိုကိုယ်တိုင်တွင်ဆင်ခဲ့ရတယ် MCDR သဘာဝဘီရတဲ့ဒေါက်တာခင်မောင်ဝင်းဦးဆောင်တဲ့ပလာဂျီယာ NGO တင်ရနေကျမတို့ဦးဆောင်ခဲ့ရတယ်ကျမတို့သွားပြီးဝက်ရှော့တွေကိုလုပ်ခဲ့ရတယ်အဲ့ဒီအချိန်မှာအိမ်သာတတ်တာတွေကအဆ အရင်ပဲတော်ရက်ဒေတာဆိုတော့မဖွင့်ပြဘူးခင်မမီဘူးအမြင်နေမကျဲကြဘူးအဲ့တော့ကျမပြောချင်တာလူငယ်တွေဒီတစ်တော်တွေဖုန်းတွေထဲမှာတစ်တော်တွေကိုစော့နေမဲ့အစားဒီဖုန်းတွေထဲမှာကိုယ့်ရဲ့မိသားစု ကိုကိုတိုင်ကိုတစ်ချက်ကကိုကိုတိုင်နှစ်ချက်ကကိုယ့်ရဲ့မိသားစုသုံးကိုယ့်ရဲ့ပါဝင်ခြင်းလေးကိုယ့်ရဲ့နိုင်ငံလက်လှမ်းမိတဲ့လောက်ကုညီနိုင်တဲ့ဘုဒ္ဓတရားတွေကိုကြည်ပြီးတော့ကျမကတော့လေးလာစီခြင်းနဲ့သင်ယူစီခြင်းနဲ့စိတ်တွေလည်းရှိပါတယ် ျမတို့နိုင်ငံမှာအဲ့ဒီတော့ဆိုကျမသွားတဲ့အချိန်မှာရေလောင်းအိမ်သာကိုသူတို့မမြင်ဘူးခဲ့ဦးကျမတို့ကရေလောင်းအိမ်သာကိုမိုသွင်းရတယ်မိုလုပြီးတော့ကျမတို့ကရေလောင်းအိမ်သာပုံစံစောက်ပေးခဲ့ရတယ်အိမ်ကိုဒီဟာရေကြီးတယ်ဆိုလို့ရှိရင်ရှိနေတဲ့အိမ်တွေက6ပေအမြင့်ကိုထားပြီးတော့ဒီလိုတိုင်ကြီးတွေထားပြီးတော့ကျွဲနွားတွေလွတ်ယုံအထိကျမတို့တွေကဒီဟာတွေကိုစောက်ဖို့အတွက်ပညာတွေပေးခဲ့ရတယ်သင်တန်းတွေလည်းပို့ချခဲ့ရတယ်အဲ့ဒီလိုမျိုးပဲငလင်တန်းကိုခန့်နိုင်မယ်ငလင်လုပ်မယ်ဆိုရင်လည်းငလင်ဆိုတာ ကျမတို့ငလင်ကြောဆိုတာတဏျာတည်းရှိအောင်မို့မြေပြင်အောက်မှာအနေနဲ့အချိန်ဒီအရာရငလင်ဆိုတာရှိပြီးသားငလင်ကြောတွေကရှိပြီးသားပြည့်ရကြောတွေရှိနေတယ်များငလင်တွေကဖြစ်နေမှာပဲအဲ့တော့စောက်တဲ့သူတွေကလည်းဝယ်တဲ့သူတွေကလည်းလောဘတွေဒေါသတွေမောဟတွေကိုရှေ့တန်းကိုမတင်ဘဲနဲ့ကိုယ့်ရဲ့မြေကြီးကိုယ့်ရဲ့အတိုင်းဒါကိုယ့်နိုင်ငံရဲ့ယာသီဥတုကိုခံနိုင်တဲ့အဆောက်အဦမျိုးတွေကိုစောက်ပြီးတော့နေကြပါလို့လေကျမကဟိုအကြံဉာဏ်ပေးခြင်းနဲ့ပေါ့နော်ဒါကျမရဲ့ရှင်ထဲမှာရှိတဲ့အကြံဉာဏ်ပါပဲဆရာအားလုံးပဲပေါ့နော်ကျမရဲ့ ဒီပြန်လေဖြေချောင်းဖို့ကြီးစုအားပေးနေကြတယ်မိဘပြည်သူများကိုကျမမြေတရခံကျင်ပါတယ်ကျမရဲ့လူရဲ့နိုင်ငံမှာလူတိုင်းလူတိုင်းမြန်မာလူမျိုးဟာထိလွယ်ရှာလွယ်ပါတယ်ဝမ်းလွယ်လွယ်ပါတယ်စိတ်ခံစားရတာလည်းလွယ်ကြပါတယ်ချစ်သည်မုန်းသည်ချမ်းသာသည်ဆင်းရဲသည်ကိုပန်းသာနာမထားဘဲနဲ့တယောက်နဲ့တယောက်ဘောနော် ဝိုင်းဝန်းကူညီပြီးတော့အပြစ်တွေတင်နေမဲ့အစားလက်တွဲပြီးတော့အချင်းချင်းချိတ်ဆက်ပြီးတော့ဒါတယောက်တစ်လက်နဲ့ကူညီကြမယ်ဆိုလို့ရှိရင်ဘယ်အရာမှမတွန့်လှန်နိုင်ဘူးဆိုတာမရှိပါဘူးဒါကြောင့်အားလုံးသောဘောနော်ဒီပရာဟိတလူငယ်လေးတွေကိုလည်းအားပေးကြပါချစ်မြင်ပေးကြပါဂုဏ်ပြုပေးကြပါလို့ကျွန်မရင်ထဲကနေပြီးတော့လိုက်လိုက်လဲလဲတောင်းဆိုပါတယ်ရှင်